ဟူဝမ်ဖို United ရဲ့အကောင်းဆုံးတရားနီကစားသမားတော်ဦးမန်ချက်စတာဖုတ်ဘောဆောင်ကနေပြန်လဲပြီးတော့တင်ဆက်ပေးနေပါရယ်မန်ချက်စတာ United အသင်းဟာပရီးမီးယားလိပွဲစဉ်15အဖြစ်ဝူဘာဟန်တန်အသင်းကိုအဝေးကွင်းမှာတွားရောက်ရှင်းပြိုင်ကစားခဲ့ပြီးတော့လေဂိုတကူဆိုတဲ့ရက်လက်နဲ့ဂိုးပြတ်နိုင်ပွဲရယူသွားနိုင်ခဲ့ပါရယ် United ကပထမပိုင်းမှာ Bruno Fernandes ရဲ့အသွင်းကိုနဲ့ဦးဆောင်ထားပေမဲ့ပထမပိုင်းအချိန်ပိုနောက်ဆုံးမိနစ်မှာအထင်မှတ်ပဲခြေပါကိုခွင့်ပြုလိုက်ရပါရယ်ဒုတိယပိုင်းမှာတော့ United က PPC စီကစားလာနိုင်ခဲ့ပြီးတော့ Anfumo, Mason Mount နဲ့ ဘရူနိုကပင်နေဒီကနေတကူထက်သွင်းပြီးဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်နိုင်ခဲ့တာပါဒီပွဲရဲ့အကောင်ဆုံးတရေနီကစားသမား၃ဦးကိုရွေးချယ်ပေးတော့ပါမယ်ပထမဆုံးတစ်ယောက်ကတော့ဘရူနိုဖာနန်ဒက်ပါဘရူနိုကအသင်းအတွက်နှစ်ဂိုးသွင်းတကူဖန်ပြီးပေးထားခဲ့ပြီးတော့ကောင်းမွန်တဲ့စွမ်းဆောင်ရည်တစ်ခုကိုပြသထားနိုင်ခဲ့ပါတယ်ဒီပွဲမှာဘရူနိုကအခွင့်အရေးဖန်တီးမှုတွေတေချာပေါက်ကိုရနိုင်မဲ့ဖန်တီးမှုတွေလည်းအများအပြားပြုလုပ်ထားနိုင်ခဲ့ပါတယ်တိုက်စစ်ပိုင်းကသာအဆုံးသက်ပိုတေချာခဲ့ရင်ဂိုးကဒီထက်ပြတ်သားရမှာပါဒုတိယတူကတော့မေဆန်မောင်မှာ အသင်းအတွက်သွင်းကိုတကိုသွင်းယူပေးထားနိုင်ခဲ့တယ်လို့ကစားအားကောင်းကောင်းနဲ့ကစားပေးခဲ့တာပါ။မောင်ရဲ့လှုပ်အားနှုန်းကလည်းအသင်းနိုင်ပွဲမှာအရေးပါခဲ့ပါတယ်။ဒီနောက်ပိုင်းမှာမောင်ကဒန်ယာကင်းကင်းနဲ့အသင်းအတွက်ခြေစွမ်းပြကစားနေခဲ့တာပါ။ဒီအဒီမှာလည်းအင်္ဂလန်သားကပရီးမီးယားလိမှာသွင်းကို၃ဂိုးအထိသွင်းယူပေးထားခဲ့ပါတယ်။နောက်ဆုံးတူကတော့ဘိုခန်စစ်ကအေဒင်ဟဲဘာမှာဒီချာတေလိကစားသွားတာကအမားနေပြီးတော့အတော်လေးကောင်းပါတယ်။ဘောလုံးပေးပို့မှု၊မြေပြင်ဘောလုံးရှင်လူယူမှု၊အမြင့်ဘောလုံးရှင်လူယူမှုတွေမှာရန်နှုန်းပြအောင်မြင်ခဲ့အနိုင်ရခဲ့တာပါ။ မာတီနက်စ်နဲ့ယူရိုကိုကျော်လွန်ပြီးပွဲထွက်ခွင့်ရနိုင်ပါတယ်။ယူနိုက်တက်ကတော့ရှေးလာမဲ့ပွဲစဉ်မှာဘုံမအတင်ကိုအိမ်ခွင်းမှာအခန့်ကစားသွားရမှာပါ။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရအားစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားပေးရအကြောင်းအရာတွေကိုတင်ဆက်ပေးမှလို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါလို့ပြောရင်ညီကုန်းချုပ်လိုက်ပါရခင်ဗျာ။